ကျွန်တော်ဒီကောင်မမြင်ရခါမှာစကပုံတစ်ခုတီးရမြင်အဲ့စကပုံကဘာလဲဆိုရင်အမီရုပ်တော့နှုတ်ချမ်းပေါ့နော်ဆိုတော့တကယ်လို့သူသာတကယ်စစ်မှန်တဲ့သူကဘယ်ဘာသာဝင်လဲကျွန်တော်မသိဘူးသူသာတကယ်လီသူရဲ့နှလုံးသားကမှန်ကန်တဲ့သူကြောက်ဖြစ်တယ်ဆိုရင်သူအဲ့လိုပြောရှာပြောမပြောသင့်ဘူးပေါ့ဗျာဆိုတော့ဘာလို့လဲဆိုတော့ထားလိုက်ပါတော့ကျွန်တော်ခရိယန်ကမားတယ်ဆိုရင်တောင်မှဘာသာကမားနေရင်ဆိုရင်တောင်မှအဲ့ဘာသာကိုကိုးကွယ်တဲ့သူတွေကို respect ထားခြင်းအနေနဲ့ အဲ့လိုပညာမဲ့ဉာဏ်ပညာခေါင်းပိုင်းနိုင်ပါလွန်တဲ့ဟိုအပြောဆိုမျိုးမပြောတင်ဘူးဆိုတော့ထားလိုက်ပါဆိုတော့ဟိုသူပြောထားတာပေါ့နော်ကျွန်တော်တို့ဖျားသခင်ကကျွန်တော်ကိုကျွန်တော်တို့ဖျားသခင်ကိုကျွန်တော်အဲ့လိုယုံကြည်နေရပေါ့ဗျာအဲ့လိုဆိုရင်ဖျားသခင်ကအဲ့လိုစားပါဆိုရင်စားမှန်တာပေါ့နော်ဆိုတော့အဥမာတစ်ခုပြောရမယ်ဆိုရင်ကျွန်တော်ပြန်ပြောရမယ်ဆိုရင်ခမားတို့ခမားရဲ့မိဘခမားကိုတကယ်ချစ်တဲ့မိဘတွေဆရာသမားတွေကလည်းခမားကို အဲ့လိုစားပါလို့ပြောလိမ့်မယ်လို့ထင်တာလားဟိုတကယ်မချစ်တဲ့သူကိုတကယ်ဟိုကိုယ်မနာလိုနေလို့ကိုယ်မုန်းတီးနေတဲ့သူရတော့ပြောကောင်းပြောနေဒါပေမဲ့ကိုယ်ကိုတကယ်ချစ်တဲ့သူတွေကတော့အဲ့လိုပြောမှာမဟုတ်ဘူးဆိုတော့ဒါကြောင့်ဒီလိုပဲကျွန်တော်ဘုရားသခင်ကလည်းကျွန်တော်ကိုယ်တကယ်ချစ်တဲ့ဘုရားသခင်ဖြစ်တဲ့သူ့ရဲ့ညံတော်ကတပည့်ညူတဲ့ညံဖြစ်တယ်ဗျာ ဟိုတပိညုတညံဆိုတာသူ့နိုင်မမီရဲ့ညံတော်ဖြစ်တယ်သူရဲ့ညံကသူကဘတော်မှမမားမယွန်းနိုင်တဲ့ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်ညာရခိုင်တော်အပြည့်ယုံကြည်ရတာဖြစ်တဲ့အတွက်သူကလည်းဒီလိုပြောလိမ့်မယ်လို့ဘတော်မှပြောလိမ့်မှာမဟုတ်ဘူးဆိုရအောင်လည်းကျွန်တော်ယုံကြည်တယ်နောက်ပြီးသူ့ရဲ့တုန်တင်ချက်တွေကလည်း ဘယ်အချိန်ကာလဘယ်အချိန်ဖြစ်ဖြစ်ဘယ်လိုနေရာမျိုးပဲဖြစ်ဖြစ်တရားရာခိုင်နှုန်းသူ့ရဲ့နှုတ်ကပတ်တော်သူ့ရဲ့ကျမ်းစာရေးကအမြဲတမ်းမှန်ကန်မှုရှိတဲ့ကျမ်းစာရေးဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ဘာလို့ယုံကြည်ရလဲဆိုရင်ကျွန်တော်တို့ရဲ့ဘုရားခင်ကကောင်းရာဟိုဆန်းဒီဆန်းဟိုချင်းဒီချင်းကောင်းရာကောင်းလို့ဆိုပြီးလိုက်ချင်းပြီးတော့မှနောက်ဆုံးမှကောင်းတဲ့အချင်းကိုရှာတွေ့ပြီးတော့မှကန်ဆမ်းမဲ့ပေါက်သူတို့ဘုရားထဖြစ်သွားတဲ့ဘုရားမဟုတ်ဘူးဗျာကျွန်တော်ဘုရားခင်က အရင်အရင်ကတည်းကနေကျော်လူသားတွေမတီရှိခင်ကတည်းကအဲ့ဖျားဆိုတာကတီရှိနေပြီးတာဖြစ်တယ်။ဒါမဲ့ဒီနေ့လူတွေကသူတို့ရဲ့အသွေးခေါ်မှာဘာရှိတယ်လဲဘာရိုက်သွင်းထားခြင်းခံရတယ်လဲဆိုရင်သူတို့ကကန့်တက်ဆန်ခုတတ်မှတ်ချတဲ့လူတွေကတိုက်ပံပညာရှင်တွေဖြစ်လူရဲ့အသွေးခေါ်ဆိုတာတသေးလေးလေနော်မီမုံလောက်တောင်မရှိဘူးဖျားနဲ့နိုင်ရှင်မယ်ဆိုရင်သူတို့ကဖျားဆိုရင်ဒီလိုဖြစ်ရမယ်ကိုယ်လူဖြစ်ရမယ်ဖျားဆိုတာကသူတို့ရဲ့တတ်မှတ်ပေါင်းတွင်းတဲမှာဝင်မှသူတို့ကဖျားလို့တတ်မှတ် ဆိုအဲ့လိုကျွန်တော်တို့ညံနဲ့သူ့နိုင်လို့မြည်တဲ့ပုဂ္ဂိုလ်တယောက်ကိုကျွန်တော်ဖျားလို့ခေါ်မယ်ဆိုရင်သူအတကယ်စစ်မှန်တဲ့ဖျားဘယ်ဖြစ်နိုင်တော့ပါ့မလဲဟုတ်တယ်မလားဒါကြောင့်ကျွန်တော်ဖျားကအရင်ကလေးကသူကဖျားအနေနဲ့ရှိနေပြီးသားစတော့မှဖြစ်ဘယ်ရာမှာပဲဖြစ်သူ့မျိုးစိတ်နဲ့သူဆိုတာရှိပြီးသားဟုတ်လူမျိုးစိတ်ရနဲ့လူပဲဖြစ်မှာပဲဒီလိုပဲအပင်မျိုးစိတ်အဲထဲမှာဆိုရင်လည်းဥမာတရက်ပင်ကပိန်းနေတိပင်ပြောင်းချင်လို့မရဘူးပြည့်ဖြစ်တည်မှုတစ်ခုအားလုံးကတခါလဲပြောင်းလို့မရဘူးဗျာ သူမျိုးစိတ်နဲ့သူစားရှိပဲဒီလိုပဲလူဆိုတာအမြဲတမ်းလူပဲအမြဲတမ်းလူပဲဖြစ်မှာပဲဖះဆွာလဲသူအမျိုးနဲ့သူရှိရင်အားလုံးကဒါကိုကျွန်တော်တို့ကဟိုစိတ်ဖောက်ပြီးတော့မှဖះထားဖြစ်ခြင်းလို့မရဘူးအဲကြောင့်ပြောရှင်တဲ့ဒီကကျွန်တော်တို့ဖះကအမြဲတမ်းဖះမှာပဲအရင်ကတည်းကရှိခဲ့တဲ့ဖះဖြစ်တဲ့သူရဲ့တွင်တင်ဆုံးမှချင်းကဘတော်မှမမာယူမယွန်းနိုင်ဘူးဆိုရဲအရာကိုကျွန်တော်ရာခံရုံးပြီးယုံကြည်ရတဲ့ကျွန်တော်ကသူရဲ့နှုတ်ပတ်တော်ရဲ့တတိယမတင်လိုက်လျှောက်ခြင်းဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်ပါလဲဆိုရင်ကျွန်တော်ဖခင်ကအရင်ကလေးကရှိခဲ့ပြီးသားဖခင်ဖြစ်တယ်သူကအမြဲတမ်းနှိမ့်စားသာဝရတည်းရဲ့ဖခင်ဖြစ်တယ်နောက်ပြီးတည့်ဆုံးမသူနေချင်းကလည်းဘယ်တော့မှမမမယွနိုင်တဲ့ဆုံးမသူနေချင်းဖြစ်တယ်ဆိုရင်ကျွန်တော်တရားရခိုင်တော့ယုံကြည်လို့ကျွန်တော်ကတက်လျှောက်နေတာဖြစ်ပါတယ်ဟိုခင်ဗျားတို့ဆရာသမားခင်ဗျားတို့ မိဘမိဘဒါခင်ဗျားတို့ကအဲ့ဒါစားပါလို့ပြောချင်ပြောကောင်းပြောပါလိမ့်မယ်စိတ်ယူဖောက်ပြီးတော့မှဒါမဲ့ကျွန်တော်တို့ဖခင်ကဘတော်မှအဲ့လိုပြောမဲ့ဖခင်မဟုတ်ဘူးလို့ပြောချင်ပါတယ်ဂျေဇုတမန်ရဲ့အရှင်ဖခင်ခရစ်တွေကဗုဒ္ဓကိုတူပြိုင်ပြီးစော်ကားနေပါတယ်ဖခင်တပည့်တော်တို့စိတ်မထိန်နိုင်တဲ့ဒီနေ့ဘာသာရေးအခင်ဖြစ်ပွားနိုင်ပါတယ်ဖခင်တော်တော်ကိုခံပြင်းနေပြီဖခင်အရှင်ဖခင်ဥခိုက်ပါတယ်ဖခင်တဲ့ဒေါသဥစီပြီးတုတ်ပြန်တာကိုတော့ဥစဉ်အာမပေးဘူးနော် မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲဓမ္မပဒပါဠိတော်မှာနာဟိဝေရေနဝေရာဏိသမ္မန္တိဒကုဒါသနံအဝေရေနသသမ္မန္တိဧတဓမ္မောတဏ္ဏတနောလို့ဟောကြားထားပါတယ်အတိဘယ်ကတော့လောကမှာယံတုံမှုသဖြင့်ယံဒီမပြေငိမ့်နိုင်ဘူးယံကိုယံချင်းမတုံနှင်းပဲနေမှသာလျင်ယံဒီပြေငိမ့်နိုင်၏ဤဒီကလောကဓမ္မတာအစင်လာပြင်ဖြစ်ပေသည်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့် ဒေါသဥသိပြီးတော့ရန်ကိုရန်ချင်းမတုံ့နှင်းပါနဲ့ဒေါသဥသိပြီးတော့ရန်ကိုရန်ချင်းတုံ့နှင်းလိုက်မယ်ဆိုရင်သူ့အမားကကိုအမားဖြစ်သွားပါလိမ့်မယ်ဒါဆိုရင်သူတို့စော်ကားလာသမျှကိုတပည့်တော်တို့ကခေါင်းကုန်ပြီးငြိမ်နေရမှာလားလို့မေးစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးเนาะဥစဉ်တို့မြတ်စွာဘုရားကဒီကနေ့ကဗြမဆာလတုံမှာ चित्त တော်ဖျားကိုဖြစ်စေတရားကိုဖြစ်စေတန်ခါကိုဖြစ်စေ မဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်ဤအကြောင်းကြောင့်လဲမဟုတ်ဤအကြောင်းကြောင့်လဲမှန်မှန်ဤအပြစ်တွေငါတို့နိုင်မရှိဟုဓမ္မနဲ့အညီပြန်လဲခြေပပြောဆိုရမယ်လို့ဟောကြားထားပါတယ်။ဒါကြောင့်တစ်ဖက်ကလူကမိမိကိုယ်ပွဲအားထားရဖြစ်တဲ့ဖရာတရားတန်ခါယရနာ၃ပါးကိုမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်ဤအကြောင်းကြောင့်လဲမဟုတ်ဤအကြောင်းကြောင့်လဲမှန်မှန်ဤအပြစ်တွေငါတို့နိုင်မရှိကြောင်းဓမ္မနဲ့အညီပြန်လဲခြေပပြောဆိုရမယ်။ အဲ့ဒီလိုဓမ္မနဲ့အညီပြန်လဲခြေပပြောဆိုတာဟာဒေါသနဲ့တုတ်ပြန်တာထက်ပိုပြီးနာပါတယ်နော်ဒါကြောင့်ဒေါသနဲ့မတုတ်ပြန်ဘဲနဲ့ဓမ္မနဲ့အညီသာတုတ်ပြန်ပါလို့ပြောချင်ပါတယ်နော်အရှင်ဖေယတပည့်တော်အမေကိုစိတ်နဲ့ဆဲတာအပြစ်ရှိလားဖေယတဲ့ဟာအပြစ်ရှိတာပေါ့နော်စိတ်နဲ့ဆဲတယ်ဆိုတာမနောကံနဲ့ပြင်မာလိုက်တာမနောကံကလည်းပဲအကျိုးပေးတယ်နော်ဥစဉ်တို့မြတ်စွာဘုရားနှုတ်စဉ်အခါတုန်းက တငါမျိုးမှလူဖြစ်ပါတယ်။ဒီနေ့မိခင်ဖြစ်သူကငါးခေါင်းကိုထုတ်နေတာကိုဖခင်အလောင်းကမြင်တဲ့အခါမှာစိတ်ထဲကနေဝမ်းမြောက်မိပါတယ်။အဲ့ဒီအကုသိုလ်ကံဟာဖခင်အဖြစ်သို့ရောက်တဲ့အခါမှာခေါင်းကိုက်တဲ့ဝေဒနာခံစားရပြီးဝိကျွေးအဖြစ်နဲ့ပေးဆက်ရပါတယ်။နောက်ပြီးကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးထဲမှာမနောကံအဖြစ်ကအကြီးဆုံးဆိုတာကိုမေဇိမနိကေမေဇိမပါဏာတပါဠိတော်ဂဟပတိဝတ် ဥပါလိတုတ်တံမှာမြတ်စွာဘုရားကိုယ်တိုင်ဟောကြားထားပါတယ်။ဘာကြောင့်ကံသုံးပါးထဲမှာမနောကံအဖြစ်ကအကြီးဆုံးဖြစ်ရတာလဲဆိုရင်ဝစီကံနဲ့ကာယကံဖြစ်မြောက်ဖို့အတွက်ကိုမနောကံကစိတ်စော်တိုက်တွန်းပေးလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိခင်ကိုစိတ်ထဲကဆဲတယ်ဆိုတာဟာမနောကံနဲ့ပြင်မှားလိုက်တာဖြစ်တဲ့အတွက်အပြစ်လဲရှိတယ်လို့အပြစ်လဲကြီးပါတယ်နော်။မေးလျှောက်လိုပါသည်အရှင်ဖေယရှင်သာမဏေများသည်တမ္မဝါစာဖတ်လို့ရလားဖေယဖြေချလိုပါသည်ဖေယတဲ့ ်တန်ခါကံကိစ္စတွေဆောင်ရွက်တဲ့နေရာမှာရွတ်ဖတ်တဲ့ကမ္မဝါစာရဲ့ရှေးဆရာတော်ကြီးတွေကအန်ဒရယ်ကင်းဖို့ဆိုပြီးရေးသားစီရင်ခဲ့တဲ့အန်ဒရယ်ကင်းကမ္မဝါစာတနည်းဝုကမ္မဝါစာရဲ့ဆိုပြီးနှစ်ပိုင်းခွဲရပါမယ်တန်ခါကံကိစ္စတွေဆောင်ရွက်တဲ့နေရာမှာရွတ်ဖတ်တဲ့ကမ္မဝါစာကိုတော့ယဟန်တွေပဲရွတ်ဖတ်လို့ရပါတယ်တာမဏေတွေရွတ်ဖတ်လို့မရပါဘူးလူတွေရွတ်ဖတ်လို့မရပါဘူးရှိစရာတော်ကြီးတွေရေးသားစီရင်ခဲ့တဲ့အန္တရကင်းကမ္မဝါစာတနည်းဘုကမ္မဝါစာတို့ကိုတော့ ်ပါမဏေတွေလည်းရွတ်ဖတ်လို့ရပါတယ်လူတွေလည်းရွတ်ဖတ်လို့ရပါတယ်နော်အရှင်ဖယားနိဗ္ဗာန်သွားရလမ်းကြောင်းကိုတတိယအရွယ်မှာမှကြင်ကြံလို့ရပါသလားအခုက ပထမအရွယ်မှာပါဒုတိယအရွယ်မိဘကျေစုဆက်ချင်ပါတယ်ရိုသေလေးစားစွာမင်းမြန်းပါရစေနော်အရှင်ဖယားဖြေတော်မူပေးပါတဲ့ဒီမန့်ကလောကနိတိကျမ်းလာတဲ့စကားကိုအတူယူပြီးပြောတာပါလောကနိတိကျမ်းမှာ ပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်မှာတရားရှာလို့ဆိုထားပါတယ်လောကနိတိကျမ်းဟာဖျားဟောတွေပါတာမှန်ပေမဲ့အလုံးကဖျားဟောမဟုတ်ပါဘူးเนาะတချို့သောအရာတွေကအဲ့ဒီလောကနိတိကျမ်းကိုရေးတဲ့သရုရင်ကဗလာအမကြီးရဲ့အဘော်တွေပဲဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီအချက်ကတော့မှားပါတယ်ဒါကြောင့်မှားတယ်လို့ပြောရတာလဲဆိုရင် လူဟာ ဘယ်နေ့ဘယ်ချိန်မှာတည်မယ်ဆိုတာမသိနိုင်တဲ့အတွက်တတိယအရွယ်မရောက်ခင်ပထမအရွယ်မှာတည်းကတည်သွားပြီဆိုပါကနိဗ္ဗာန်ရောက်ကြောင်းတရားကိုကြင်ကြံလို့ရတော့မှာမဟုတ်ပါဘူးနော်ဒါကြောင့်တရားအလုပ်ကိုလုပ်တဲ့နေရာမှာပထမအရွယ်ဒုတိယအရွယ်တတိယအရွယ်ရဲ့လို့ရွေးမနေဘဲနဲ့အရွယ်၃ပါးစလုံးမှာလောကီအလုပ်ကိုလုပ်ရင်းနဲ့နိဗ္ဗာန်ရောက်ကြောင်းလောကုတ္တရာအကျင့်ကိုလည်းကျင့်ပါလို့ပြောကျင့်ပါတယ်နော်